အမေရိကန်သမ္မတဒေါ်နယ်ထရန့်က2026ကမ္ဘာဖလားပြိုင်ပွဲမှာရုရှားအတွက်ပါဝင်ကစားခွင့်ရဖို့အခွင့်အရေးကယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့မလုံတစ်ခုဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ရုရှားနိုင်ငံကယူကရိန်းနိုင်ငံကိုကျူးကျော်ခဲ့တဲ့2022ခုနှစ်ကတည်းကကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA နဲ့ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တို့ဟာရုရှားလက်ရွေးစင်အသင်းတွေကိုနိုင်ငံတကာပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပိုင်ခွင့်ပိတ်ပင်ခဲ့တာပါ။အဲဒါကြောင့်ရုရှားအမျိုးသားဘောလုံးအသင်းဟာ2022ကမ္ဘာဖလားပြိုင်ပွဲ Euro 2024ပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပိုင်ခွင့်မရခဲ့ပါဘူး။ အဲ့ဒီအပြင်အမေရိကန်မက္ကဆီကိုနဲ့ကနေဒါနိုင်ငံတို့ကပူးတွဲအင်ရှင်အဖြစ်ကျင်းပါမယ်။2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ခြေစစ်ပွဲတွေမှာလည်းပါဝင်ခွင့်မရခဲ့တာပါ။ FIFA ဥက္ကဋ္ဌ Infantino နဲ့ American သမ္မတ Donald Trump တို့ရဲ့အုပ်ချုပ်မှုအဖွဲ့ဟာ2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့အလုပ်အဖွဲ့အစည်းအဝေးမှာ Donald Trump ကရုရှားကိုပြိုင်ပွဲဝင်ရောက်ရှင်မြိုင်ခွင့်ပိတ်ပင်ထားတာကိုသူတတိမထားမိဘူးလို့ပြောခဲ့ပါတယ်။ Infantino ကရုရှားကိုပိတ်ပင်ထားပြီးမြန်မြန်ရေးတာရလာခဲ့ရင်ပါဝင်ခွင့်ရနိုင်တယ်လို့ပြောခဲ့တာပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒါကဖြစ်နိုင်တယ်လို့မလုံကောင်းတစ်ခုလည်းဖြစ်နိုင်တယ်မဟုတ်လားစစ်ပွဲကိုရပ်တန့်စီခြင်းပါတယ်တပတ်ကိုလူငယ်9000လောက်အသက်ခံနေရပြီဒါကမယုံနိုင်စရာပါပဲစစ်ပွဲကိုရပ်တန့်ခြင်းတယ်လို့ပြောခဲ့တာပါအဲ့ဒီအပြင်ဒေါ်နယ်ထရန့်ကရုရှားကိုပြန်ပွဲပအဝင်ရှင်ပြိုင်ပွဲနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို FIFA ကသာချမှတ်မှာဖြစ်တယ်လို့လည်းပြောခဲ့ပါတယ် FIFA ဥက္ကဋ္ဌ Infantino ကပြီးခဲ့တဲ့ UEFA ကွန်ကရက်မှာအရာအားလုံးအဆင်ပြေရင်ရုရှားကိုဘောလုံးအခင်းကျင်းနဲ့ပြန်လည်ခေါ်ခြင်းတယ်လို့ပြောထားတာပါ UEFA အကြီးအကဲဆယ်ဖာရင်ကလည်းစစ်ပွဲတွေရပ်တန့်သွားတဲ့အချိန်မှာရုရှားကိုပါဝင်ရှင်မြန်ခွင့်ပြုမယ်လို့အတည်ပြုခဲ့ပါတယ်။ရုရှားဟာပြိုင်ပွဲရှင်မြန်ခွင့်ပိတ်ပင်ခံထားရပေမယ့်ခြေစစ်ပွဲတွေကစားထားပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲစလုံး6ပြိုင်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။